န်ဆယ်လိုရဲ့အမှုကိစ္စဘာတွေဖြစ်နိုင်ခြင်းရှိသလဲအားလုံးဝမင်္ဂလာပါကျွန်တော်အားလုံးကိုဂရုပေးထားတဲ့အတိုင်းဒီ defamation lawsuit ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့နေထားရေဘလို့ဖြစ်နိုင်ကြလဲဆိုတဲ့ဟာကို ကျွန်တော်ပြောပြပေးပါမယ်အာလူတချို့တည်ပြီးသားလူတွေအကုန်လုံးနှိပါတည်ပြီးသားဖြစ်မှာပါ like um ပန်ဆယ်လိုက သူ့ကိုအကြောင်းမဲ့တိုက်ခိုက်နေတဲ့လူတွေကို နောက်ဆုံးမတိခနိုင်တော့ဘူးဆိုပြီးတော့အတရေဖြတ်မှုပေါ့နော် defamation lawsuit ဆိုတာကအတရေဖြတ်မှုကိုခေါ်တာပါမြန်မာလိုပြောရမယ်ဆိုရင်တော့ဂုံတိတ်ခါညှိုးနှွမ်းစေမှုပေါ့နော်အတရေဖြတ်မှုနဲ့တရားစွဲဆိုဖို့စတင်ဆောင်ရွက်နေပါတယ်ဆိုပြီးတော့မနေ့ကတော့သူကကြော်ညာလာတယ်။အဲ့တော့ဒီနေရာမှာ defamation ဆိုတာကဘာလဲပေါ့အတရေပြက်စီမှုဟာ ဒါလေတချို့လူတွေကနာမည်မပါဘူးသူ့ကို ပြောတာမှမဟုတ်တာပန်ဆယ်လူမှမဟုတ်တာပေါ့နော်အဲ့လိုမျိုးတွေပြောရင်အခုလောလောဆယ်လူ အများကြီးကသိပြီးပါပြီအသေးဖြတ်မှုမြောက်ဖို့ဆိုရင်နာမည်ပါခြင်းမပါခြင်းဟာအဓိကမကြပါဘူးအကယ်၍သင်ဟာတစုံတယောက်သောသူကသင်ကိုတိုက်ခိုက်တယ်တိုက်ခိုက်နေတယ်တိုက်ခိုက်တဲ့နေရာမှာကျွန်တော်ကိုတိုက်ခိုက်တယ်ဒါနီရှာကနီရှာကလို့မပြောဘဲနဲ့ သူတို့ပြောချင်တဲ့အတိုင်းဥမာဟိုအမေရိကကလမပေါ့အဲ့လေသူတို့ပြောလိုက်တာ ਨੇ သိရမလားဟိုတယောက်ပေါ့အဲ့တယောက်ပေါ့သိရမလားဒီလိုမျိုးလူတိရများပြီးတော့မှဟိုဟာလုတ်တယ်ဒီဟာလုတ်တယ်ဆိုအဲ့ထဲမှာကျွန်တော်ရဲ့မိတ်ဆွေကဟာဒါတော့ဖြစ်နီရှာကိုပြောနေတာပဲအဲ့လိုမျိုးတိကြတယ်ဆိုလို့ရှိရင်ဒါဟာ အတေဖြတ်မှုမြောက်ပါတယ်အဲ့တော့ထိုးသူဟာနာမည်ပြောသည်ဖြစ်စေပါသည်ဖြစ်စေမပါသည်ဖြစ်စေနားထောင်တဲ့လူတွေဟာဒါကတော့ဖြစ်သူ့ကိုပြောနေတာပါလားလို့သိပြီးဆိုတာနဲ့အတေဖြတ်မှုမြောက်ပါတယ်ဥပမာပန်ဆယ်လိုကိုပြောကြတဲ့သူတွေဆိုလို့ရှိရင်လေကျွန်တော်ရဲ့ post out တွေမှာလဲတခိုးမတခိုးမဆိုပြီးလာလာပြီးအတင်းလေတခိုးမအောင်အားပေးရဲ့နင်ကဆိုပြီးလာလုံနေရမလားအဲ့ဒီမှာအဲ့ဒါဆိုလို့ရှိရင်ဂျင်းသေးပေါ့ အသေးဖြတ်မှုမြောက်တာပေါ့နော်ဘာလဲဆိုသူတို့ကဘသူကိုပြောနေတယ်လဲဆိုတာကျွန်တော်တို့အားလုံးကသိကြတာ哦 Okay အဲ့တော့အသေးဖြတ်မှုမြောက်ခြင်းမမြောက်ခြင်းဆိုတဲ့ကိစ္စတွေဟာတော်တော်တော့သိပြီးသားဖြစ်ပါပြီအဲ့တော့အသေးဖြတ်မှုဆိုတဲ့ process ကဘလို့သွားလဲဆိုတာကိုပြောပြရအောင်အဲ့ဒါကပိုစိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒီမှာအဲ့တော့ကိုကအသေးဖြတ်မှုမြောက်တယ်ဆိုတာကိုကသိနေပြီကိုကိုပြောတယ်ပြောတယ် အဲ့တော့ငါကတော့တိုင် တော့မယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်အစီအစဉ်ကဘယ်လိုသွားလဲဆိုနံပါတ်1မှာကိုဟာဒီရဲ့အာ evidence တွေပေါ့နော်အာမြန်မာလိုဘယ်လိုပြောရလဲသက်သေတွေကိုစုရတယ်အဲ့တော့ post တင်ထားတာဆိုလို့ရှိရင်ဘာလဲဆိုတော့ဒီ post တင်ထားတာဆိုပိုဆိုးသေးတယ်ဥမာကိုယ့်ရဲ့အတိုင်းဝိုင်းလေးထဲမှာမဟုတ်ပဲねဒီလိုမျိုး post တွေမှာတင်ပြီးတော့ပို့ပြီးတော့ ပြန်ပြန်လန်လန်ရှိစေရဆိုရင်အမှုကပိုကြီးတယ်ပေါ့နော်အဲ့တော့ပထမအဦးဆုံး evidence တွေစုရတယ်နံပါတ်1အနေနဲ့ကဒီသက်ဆိုင်ရာ ရှေ့နေစီကိုတွားရတယ်ရှေ့နေကို ပြရရတယ်ရှင်းပြရတယ်အကူအညီတောင်းရတယ် consultation လုပ်တယ်လို့ခေါ်တာပေါ့နော်ဒီမှာကျတော့အာရှင်းနေကထိုင်ပြီးတော့အကြံဉာဏ်ပေးတယ်အဲ့တော့ဟုတ်ပြီအခုပန်ဆယ်လိုရဲ့အခြေအနေကသူဟာရှင်းနေနဲ့သွားပြီးပြီ ဒီ payment ကိုလည်းပေးလိုက်ပြီးအလုပ်အပ်လိုက်ပြီးလို့အဓိပ္ပာယ်ရတာပေါ့နော်အလုပ်အပ်လိုက်ပြီးဆိုရင် သူ့ရဲ့နောက်တစ်ဆင့်ကဘာဖြစ်မလဲသူ့ရဲ့နောက်တစ်ဆင့်ကဘာဖြစ်မလဲဆိုတော့ရှေ့နေဟာသက်ဆိုင်သူနှူးစီကို အခုသူတရားစွဲဆိုမယ်လို့လှုပ်ထားတဲ့လူနှူးစီကိုဒီကိစ္စတွေရက်တန်းကရက်ဖို့တင်ထားပြီးသားရှိနေတဲ့ဟာတွေကိုလည်းဖြတ်ပလိုက်ဖို့ နောက်ပြီးရင် လူတိရှင်ကြားတယဝင်တောင်းပန်ဖို့ဆိုရက်စာပို့လိုက်မယ် this is letter လို့ခေါ်ရကွယ်အဲ့ဒီစာကိုပို့လိုက်မယ်အဲ့တော့ဟိုဘက်ကလူတွေကအဲ့တော့ဟိုဘက်ကတယခန်တွေကဥမာတရားဆွဲရမလို့တယလူတယခန်နဲ့ပြောမယ်နော်တယခန်တွေကကိုပါထားတဲ့ချီးပြန်စားပြီးတော့ပန်ဆယ်လိုကို တောင်းပန်ချင်ရင်တောင်းပန် တောင်းပန်နိုင်ဘူးဟဲ့ငါတို့ကတော့မတောင်းပန်ဘူးငါတို့ရဲ့ဂုံတိတ်ခါကအရေးကြီးတယ်ဆိုလို့ရှိရင်တော့ဟာနောက်တစ်ဆင့်တက်ရပြီဒါဆိုလို့ရှိရင် law suit ကိုသွားပြီပေါ့နော်အကယ်၍သူတို့ law suit ကိုမသွားချင်ဆိုရင်တော့တောင်းပန်ပါရယ်မိုင်းရယ်ကျွန်တော်တို့အမိုင်မဲလေးမို့လို့ခွင့်လွန်လိုက်ပါနောက်လည်းမလုပ်တော့ပါဘူးအခုလှုပ်ထားဘူးသမ ्या ကိုလည်းအပြစ်မိုင်မဲမှုလို့သဘောထားပြီးတော့တောင်းပန်ပါရယ်လို့ပြောပြီးတော့ကျေးလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီမှာ law suit မသွားရဘူးပေါ့နော် အဲ့တော့ပြီးသွားမယ်အဲ့ဒါကောမဟုတ်ပဲနဲ့မတောင်းပန်နိုင်ဘူးဟေ့ပေါ့သူတို့ပြောတာလဲသူတို့ကိုသူတို့ငါတို့ကတော့ငါတို့ပြောတဲ့ဟာကိုတာဝန်ယူပြီးပြောတာပါဆိုလို့ရှိရင်တော့ law suit ကိုသွားမယ် law suit သွားတဲ့အချိန်မှာ law suit ကလာဘယ်လောက်ထိကြာနိုင်လဲဆိုတော့6လလောက်ကနေ3လ5လ6လလောက်ကနေနှစ်နှစ်လောက်ထိကြာနိုင်တယ် law suit ကိုသွားပြီးဆိုလို့ရှိရင်တော့ဒီဟာကခုံယုံရောက်မယ်ပေါ့နော် အခုံယုံခွာလာတရားယုံကိုရောက်မယ်ဘသူတွေကဒီတရားကိစ္စကိုဒါဟာဟုတ်တယ်လဲမဟုတ်ဘူးလဲဖြစ်နိုင်လဲမဖြစ်နိုင်ဘူးလဲဂုံတေဖြတ်မှုမြောက်သလားဆိုတာကိုတရားသူကြီးနဲ့ဂျူရီတွေနဲ့ဒီနိုင်ငံမှာဘာမဆိုတော့ကိုကိုမမှန်ကန်ကန်ဆုံးဖြတ်ပေးမဲ့ကိုနဲ့လုံးဝမသိရလူအဖွဲ့စီကိုဖွဲ့စီပြီးမှထိုင်ခိုင်းတာအိုးအဲ့တော့ဂျူရီတွေအများကြီးထိုင်ပြီးတော့ဒါကိုသေချာကြားနာ the uh, evidence တွေကြည့်ပြီးမှ အထောက်ထားတွေကြည့်ပြီးမှအာအမှုမြောက်ကြောင်းမမြောက်ကြောင်းဆုံးဖြတ်လိုက်မယ်အမှုမြောက်တယ်မမြောက်တယ်ဆိုတဲ့နေရာမှာဘလောက်ထိပြင်းထန်တဲ့အမှုဖြစ်တယ်လဲဆိုတာသူ့ရဲ့ဂုံတိတ်ခါဘလို့ကြဆင်းသွားတယ်လဲဂုံတိတ်ခါတွေကြာရတယ်ကိုယ့်ရဲ့အဆက်ကွဲတယ်နော်ကိုယ့်ရဲ့အတိုင်းဝိုင်းကြားထဲမှာကိုယ်တချို့တွေကမယုံတော့ဘူးသူတို့ပြောတဲ့စကားတွေကိုတို့လောတို့လောထင်စေတယ်အစတုန်းကတော့မျက်စိမိတ်ယုံတဲ့လူတွေဟာအခုမျက်စိမိတ်မယုံမှန်းနဲ့ဟွန်းဆိုပြီးတော့ဒီဖြစ်ကုန်တယ်ဆိုလို့ရှိရင်တကန့် အိုက်ထက်ပိုဆိုးတာကကိုယ့်ရဲ့စီးပွားရေးတွေပါထိခိုက်တယ်ကိုနဲ့အစတော့အလုံးလုံးမယ်ဆိုလို့စဉ်းစားထားတဲ့လူတွေကအလုံးမလုံးတော့ဘူးသူ့ရောဖြစ်မယုံတော့ဘူးဆိုပြီးတော့ဖြက်လိုက်တယ်ကိုယ့်ရဲ့ဂုံသိခါကြောင့်သူ့ရောငါကတော့မယုံတော့ဘူးဒီသတင်းတွေကြားနေတယ်ဟုတ်လားမသိဘူးမဟုတ်လားမသိဘူးဆိုပြီးကိုယ့်ရဲ့စီးပွားတွေပါပြတ်သွားတယ်ဆိုရင်တော့အမှုကပိုနည်းနည်းသွားပြီအဲ့တော့ဒီအမှုမှာအဲ့ဒါဆိုလို့ရှိရင်ဘယ်လိုမျိုးပုံစံဖြစ်လေးရှိသလဲဆိုတော့ထောင်ဒဏ်မှာပေးလို့ရတယ်ထောင်ဒဏ်လည်းပေးလို့ရတယ်ငွေဒဏ်လည်းပေးလို့ရတယ် ဲ့တော့တကယ်အများအားဖြင့် defamation lawsuit တွေဟာဘလို့ဖြစ်တယ်လဲဆိုတော့အာ settlement လုပ်လိုက်တာများတယ်အာ settlement လုပ်တယ်ဆိုတာကတရားရုံးအထိမရောက်ဘူးပေါ့နော် trial မယူဘဲနဲ့အပြင်ဒီဒီတရားဒီရှေ့နေတွေနဲ့ညှိနေတဲ့ဇာတ်မှာပဲကဲ settlement ဆိုတာလေအမှုအမိန်မချခင်ပေါ့နော်အမိန်မချခင်ဒါကတော့ဘယ်သူ ဘသူကတော့မားနိုင်ချင်ရှိရဲ့ညာတော့ရှုံးဖို့ရှိရဲ့ညာတော့နိုင်ဖို့ရှိရဲ့ဆိုလို့ရှိရင်ကိုယ့်ရဲ့ lawyer အချင်းချင်းကနေပွန့်ပွန့်လင်းလင်းပြောပါတယ်ဒီအမှုကတော့ပြေရှုံးနိုင်ချေရှိရဲ့အဲ့တော့ settle ပဲလုပ်လိုက်ကြစို့ ဆိုပြီးပြောတယ်အကယ်၍ settle မလုပ်ဘူးဆိုလို့ရှိရင်ခုနကပြောတယ်ရိုးရိုးတာမန်လူပေါ့နော်ရိုးရိုးတာမန်လူ personal level နဲ့ပေါ့ ဥမာ Trump ဆိုရင်ခဏခဏ corporation တွေကိုတရားစွဲနေရလေအဲ့ဒါဆိုရင်တော့သူ့ရဲ့ settlement က million 400တွေပါတယ်ဖြစ်တာ哦အခုရိုးရိုးတာမန်လူသားပေါ့နော်ဒီအာတာမန်လူအနေနဲ့ဆိုလို့ရှိရင်ပထမအဆင့်အရက်ကွဲတယ်လို့ခံစားရတဲ့အဆင့်မှာ settlement ဟာဒေါ်လာ9000ကနေပြီးသသိန်းထိတောင်းလို့ရတယ်ဒါမှမဟုတ်ပဲကျွန်တော်ခုနကပြောသလိုသူလုံလို့ကိုကတော့စီးပွားတွေပါပြတ်တယ်ကိုကစီးပွားလုံးမဲ့လူတွေငကွင်ကစီးပွားလုံးဖို့ ပြောထားတဲ့စကားတွေပြက်ကုန်တယ်အဲစီးပွားလောက်ွက်တယ်ဆုံးရှုံးရပါတယ်ဆိုရင်ငွေတထောင်ကနေပြီး9သိန်းအထိတောင်းလို့ရတယ်စက်တော့အဲ9သိန်းအထိပြည့်တန်ချမှတ်နိုင်တယ်ဒါမှမဟုတ်ပဲနဲ့ ပြောဆိုတဲ့လူဟာဒီဟာကိစ္စဟာမမှန်ဘူးဆိုတာတိတိကြီးနဲ့သူတို့လက်ထဲမှာဘာတက်သေးမှလည်းမရှိပါပဲနဲ့သူတို့ပြောပြောနေတဲ့တခိုးမတခိုးမအိမ်ဘလိုဝယ်နိုင်တာလဲအိမ်ဝယ်နိုင်တာမပြောနဲ့ခိုးထားရင်ခိုးတယ်ဆိုတဲ့တက်သေးပြငွေစရင်လွဲတာပြအဲ့ဒါမပြနိုင်ရင်တမင်တကာလောက်တံပြောမှုဆိုတဲ့အမှုကိုရောက်ပြီးအဲ့ဒီအမှုအတွက်ဆိုလို့ရှိရင်ဒေါ်လာသန်းချီသန်းချီတောင်းလို့ရပါတယ်เนาะ အဲ့တော့ဒေါ်လာတန်းချီ composition တောင်းလို့ရတယ်အဲ့တော့ဒီခုနကပြောတဲ့အများအားဖြင့်အမှုတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့က settlement နဲ့ပဲပြီးသွားလေးရှိရယ်ဘာလဲဆိုတော့တရားရုံးအမေရိကမှာတရားရုံးတက်ရတယ်ဆိုတော့အရန်ပတ်စံကုန်တယ်အဲ့တော့နနစ်လောက်တာမယ်ဆိုနနစ်လောက်ကြီးပတ်စံတွေတောက်လျှောက်ကုန်နေမှာအဲ့တော့ဘသူကပတ်စံဆက်တောက်လျှောက်ပေးနိုင်မလဲဆိုတဲ့ဟာအင်မတန်အရေးကြီးလာပြီပေါ့နော်အဲ့တော့ပွဲရတော့ကြီးကောင်းမဲ့ပွဲပါနော်ဘလို့ပဲဖြစ်ဖြစ် လူများတကာကိုမဟုတ်မမှန်နေဆွဆွဲပြီးတော့သူတို့ဟာငွေမပေးနိုင်လို့တောင်းပန်ရမယ်ဆိုရင်လည်းကျွန်တော်တို့ကဝိုင်းပြီးလက်ခုပ်တီးပေးရမယ်ငွေပေးနိုင်လို့ဂုံသိက်ခငါရောဖြစ်ကိခါကြမခံနိုင်ဘူးဆိုတော့လေပတ်စံလေးပေးတာကိုထိုင်ပြီးတော့ပန်ဆက်လို့တထေးမှဖြစ်တော့မှာပေါ့အလုံးမလုံးရပါပဲနဲ့အလုံးကတော့သူကအများကြီးလုပ်တယ်ဒါပေမဲ့အလုံးမလုံးပဲနဲ့အလကားရတဲ့ပတ်စံนี่အများကြီးရတော့မယ်အမ်စိတ်ဝင်လာကြရတော့ကောင်းတယ်ကျွန်တော်တို့တူတူကြည့်လိုက်ရအာ အလုတ်ရမ်းရှုပ်တာအခုရုံကပြက်ပြက်ချင်းအနှွေးတဲ့ဆိုပြီးထိုင်စကားပြောနေရလူကိုကြံသွားတာလေးပြောပြချင်တာတလားတရားမှာအမှုတွဲလို့ရတယ်ဘသူတွေကိုတွဲလို့ရလဲတလား post တွေကို share တဲ့လူတွေသူ့ကိုစော်ကားတဲ့ post တွေကိုပျော်ပျော်ရွှင်ရွှင်နဲ့ share ထားတဲ့ public တွေနဲ့ share ထားတဲ့လူတွေလည်းအမှုတွဲလို့ရတယ်တန်စလူညီမလေးတိအောင်ပြောပြလိုက်ပြီနော်